အာအဓိကတော့မိန်းကလေးတိုင်းကလှကြင်ကြတာပဲလေလူတိုင်းကတော့လှကြင်တာပဲဆိုတော့အဲအဲ့လိုမျိုးလှတဲ့ပုံမှာဟဲ့ချစ်ဖို့ကောင်းလိုက်တာလှလိုက်တာဆိုလို့ရှိရင်အနေနဲ့အများတော့ဒီပြောခံရတဲ့ပုံမှာပျော်တာပေါ့ဟဲ့ငါလှရငါဒီနေ့ပြင်ဆင်မှုအခုဒီလိုပြင်ဆင်နိုင်ဆိုတော့ဟဲ့ဒီလိုပုံစံမျိုးလေးနဲ့လှလိုက်တာဆိုဟဲ့ငါပြင်ဆင်ငါပြင်ဆင်ထားတာလေးကိုဒါဘေးကနေပြီးတော့အတိမတ်ပြုပါလားဆိုရဲခံစားချက်လေးပေါ့နော်အဲ့လိုမျိုးတော့လူတိုင်းရတာပဲတော့တိတယ်လေမဟုတ်ဘူးတော့ ကဲချေချေဖြစ်ပါတယ်ဟုတ်ကဲ့အီတာဖြူပါအာလာရောက်ဖြစ်တဲ့အကြောင်းလေးကတော့ဒါပေါ့နော်ချဲကိုလည်းဒီပွဲလေးကိုတက်စီခြင်းနဲ့တက်စီခြင်းနဲ့ပြီးတော့ချဲကလည်းအာဒီပွဲနဲ့ပတ်သက်လို့ရှိရင်လည်းလေးအေးစက်တက်ဖြစ်တယ်ပေါ့နော်တည်ချင်တာလေးလည်းအများကြီးရှိတယ်အဲအဲအကြောင်းမျိုးလာရောက်တက်ဖြစ်တာပဲရှိအာဟုတ်ကဲ့ဒီပွဲကကြာပေါ့နော် local brand လေးကြီးလည်းပါပြီးတော့မှာပေါ့နော် culture ပစ္စည်းလေးကြီးလည်းပြရဲပွဲဆိုတော့အဲ့လိုပိုင်းလေးနဲ့ပတ်သက်ပြီးတော့ဆိုင်ရအရန်စိတ်ဝင်စားရဲဆိုတော့ပေါ့နော် လာပြတာရှင်ဟုတ်အချက်သိချင်တာလေပြီးမှပက်ကြည့်ရမှာဟိုဘက်မှာတွေ့ရအများကြီးပဲဟိုဘက်မှာလည်းတွေ့ရဒီလဝတ်လက်စားလေးနဲ့ပတ်သက်ပြီးတော့ဒီပြီးတော့ brand ကြီးလည်းအဆုံရှိရခါကြတော့လေကိုလိုချင်တဲ့ပစ္စည်းလေးတွေများရှိမလားဆိုတာပြီးလိုက်ပတ်မလို့နေရเนาะလိုက်ပတ်ကြည့်ဖို့တော့စဉ်းစားတော့ အာအဓိကတော့ shopping နေပါရထွက်လို့ရှိရင်အဓိကကိုလိုချင်တာရှိမှာပေါ့နော်လိုအပ်တာဝယ်ဖို့ထွက်တာပဲဒါပေမဲ့အဲ့ချိန်မှာအဲ့လိုထွက်ရင်းနဲ့ပဲလိုအပ်တာတွေရောမလိုအပ်တာတွေရောအဲ့လိုမျိုးတွေ့ရင်ပေါ့ကိုကြိုက်ရင်အဲ့လိုမျိုးဝယ်ပြစ်တာလေးတွေရောရှိရပါပေါ့နော်အဲ့လိုတီးတန့်ဆိုပြီးတော့ဒီတစ်ခုပဲဆိုရင်အဲ့လိုမျိုးတော့မရှိဘူးအာကိုလိုချင်တာလေးရှိရဲဆိုတော့အဲ့ဒါကိုပဲပက်ကြည့်ရင်ပက်ကြည့်ရင်ပက်ကြည့်ရင်နဲ့အဲ့ဒါကိုကြိုက်တာလေးတွေ့ရင်တော့အဲ့လိုမျိုးပဲဝယ်ဖြစ်တာပေါ့ တိုက်ပြီးစိတ်ချစက်နေတာစိတ်ချစက်နေတာညီမရေဆိုညီမတဲမှာစိတ်ချစက်နေညီမရေရှင့်အာဆိုင်လို့မဆိုင်ဘူးမဆိုင်ဘူးဘကွာလဲဩဒီနေ့ဆိုတော့ဒါပေါ့နော်ဟိုပြောရမယ်ဆိုလို့ရှိရင်ပန်းအောင်မိမသားဆန်မယ်ပေါ့လေစိတ်ထဲမှာတော့မိမသားဆန်ဆန်လေးလာမယ်ဆိုပြီးကွာလဲပန်းအောင်လေးဝယ်လာဒီရောက်တော့မှသွားလဲပန်းအောင်လေးဝယ်လာဩအဲ့တော့မှကြည့်ပြီးတော့အာနှစ်ယောက်ကဒါစိတ်ထဲမှာညီမတွေဖြစ်နေစိတ်ချင်းနီးစပ်နေပါလားဆိုပြီးတော့တွေ့ပြတယ်တိုက်ဆိုင်စိတ်ချင်းတိုက်ဆိုင်စိတ်ချင်းဆက် အာအဲ့ဒါတော့ဘယ်လိုပြောရမလဲဆိုတော့ရှိပါတယ်ဆိုတော့သူ့နေရာနဲ့သူပေါ့နော်အမြမဆဆန်လေးနဲ့ဟိုလိုမျိုးတောက်တောက်ကြီးမဟုတ်ပဲနဲ့ရင်းရင်လေးဝေးရမဲ့ချိန်ကြတော့လေအဖျော်လေးတွေပေါ့အဖျော်လေးတွေရဲ့ရွေးပြီးဝတ်တာမျိုးလေးရှိရဲတချို့မိမသားဆဆန်လေးဝေးရမဲ့နေရာမျိုးကြလို့ရှိရင်လည်းအခုလိုမိမသားဆဆန်နူးနူးရွရွလေးတွေပေါ့အဲ့လိုမျိုးလေးဝတ်လိုက်တာပေါ့နော်ဆိုတော့ အဓိကတော့ကိုယ်မြင်လို့ရှိရင်ဒီပုံစံဒီပုံစံပဲကွာမမြင်စေချင်ဘူးအားလုံးကိုအာမတူကွဲပြားတဲ့ပုံစံမျိုးလေးညီမြင်စေချင်တာပေါ့အဲ့ခါကျတော့ပုံစံတော့အမျိုးမျိုးပြောင်းပြီးတော့အများနဲ့ဒါ fashion နဲ့ပတ်သက်ပြီးတော့ change နေတာပေါ့အခုကတော့ဒီနေ့မှထူးထူးဆန်းဆန်းပေါ့နော်မင်းမသားဆန်းနေတယ်ဆိုပြီးတော့ပြောဝေးရပါဒီနေ့ကစမင်းမသားအမေဒီလိုဆန်းတယ်ပေါ့မဟုတ်ဘူးရှင်မဟုတ်ဘူးလားတဲ့တည်းရောဆောင်းမှတိုက်ပြီးတော့ပြောပါဦးอืมပုံမှန် type ကလား ဒီတိုင်းပဲအဲ old money fashion ကြိုက်တဲ့ပုံစံမျိုးပေါ့အဲ့လိုထိုက်အမမကတော့အရင် freedom ဖြစ်တယ်ပေါ့နော်။တော့အဲ့လိုပုံမှန်လင်းလင်းနဲ့အဲ့လိုမျိုးကြည့်ရတော့မိမမဆန်ဘူး။ဒါလို့သူ့ကိုသူ့သူ့နဲ့စကားပြောပါညာကြလို့ရှင်အဲ့လိုမျိုးရှင်အဲ့လိုမျိုးကမိမဆန်တော့ free တိုက်လေပုံမှန်လင်းလင်းနေတဲ့တိုက်မျိုးဆိုတော့ဒီလိုပုံစံမျိုးမိမသက်စစ်စစ်နေကြအာဒီနေ့ဒီမိမသက်အရင်ဆန်လာပါလားဆိုတော့အန်အောပါပေါ့အဲ့လိုမျိုး ရတယ်ကွင်းသားဆိုတာကလေးဆိုတာကလေးဆိုတာအေးများအာချဲရဲ့အဓိကချဲချိုက်တဲ့ type ကကြတော့ချဲ woman type woman type ပေါ့နော်ဒါကတော့ချဲအဓိကချိုက်တဲ့ type အာဒါပေမဲ့အာချဲတို့ကြတော့လည်းဒီ type တစ်ခုတည်းကိုနောက်လျှောက်ယူသွားနေလို့မရအောင်ဆိုတော့ character အရာတစ်ခါတလေကလေးဆန်တဲ့ character မျိုးရောက်သွားတဲ့အချိန်ကြလို့ရှိရင်လည်းကလေးဆန်တယ်လို့ဖြစ်သွားတာပေါ့အာထွက်လာမှာပါနောက်ပိုင်းနေကြလို့ရှိရင်လုံးဝ man type ပုံစံမျိုးကြကြရရနဲ့ဟိုမှာတစ်ဖက်သူ view ဆိုင်ပေးတဲ့ပုံစံမျိုးတွေလည်းထွက်လာဖို့ရှိသေးတယ်အဲ့လိုမျိုးတွေလည်းရှိသေးတယ်ဆိုတော့ချဲကတော့အကုန်ဝတ်တယ် free လည်းဝတ်တယ်။ Woman လည်းဝတ်တယ်။မိမသားဆန္ဒလည်းဝတ်တယ်။ယောက်ျားဆန္ဒလည်းဝတ်တယ်အကုန်။ဒါမဲ့လေပွားကြလေချဲလို့ကြားလိုက်တာနဲ့မျက်လုံးထဲမှာအဲ့လိုမင်းမင်းကလေးလှလှလေးအဲ့လိုလေးပဲတွဲပြီးတော့မြင်နေတာဆိုတော့လေအမြင်နဲ့လေအဲ့လို fashion လေးနဲ့ပဲမြင်တာချဲလို့ပြောလိုက်တာနဲ့အော်သူချစ်စရာလေးဆိုတော့အဲ့လိုပဲမြင်တာကွာဟုတ်တယ်ဟုတ်တယ်မိုးဝဲကြရတော့မယ်လေလာမြော်လေးလာတော့မယ်အခုတော့ အာအဓိကတော့မိန်းကလေးတိုင်းကလှကြည့်ကြတာပဲလေလူတိုင်းကတော့လှကျင်တာပဲဆိုတော့အဲအဲ့လိုမျိုးလှတဲ့ပုံမှာဟဲ့ချစ်ဖို့ကောင်းလိုက်တာလှလိုက်တာဆိုလို့ရှိရင်အနေနဲ့အများတော့ဒီပြောခံရတဲ့ပုံမှာပျော်တာပေါ့ဟဲ့ငါလှရငါဒီနေ့ပြင်ဆင်မှုအခုဒီလိုပြင်ဆင်ထားဆိုတော့ဟဲ့ဒီလိုပုံစံမျိုးလေးနဲ့လှလိုက်တာဆိုအဲငါပြင်ဆင်ငါပြင်ဆင်ထားတာလေးကိုဒါဘေးကနေပြီးတော့အတိမတ်ပြုတ်ပါလားဆိုရဲခံစားချက်လေးပေါ့နော်အဲ့လိုမျိုးကတော့လူတိုင်းရတာပဲတော့ တတိယလေဗောနော်အာခေရတော့လက်ရှိမှာဗောနော်လက်တလုံးမှာတော့ပွဲလေးရှောက်ဖြစ်တယ်ဗောနော်အဲချိန်နေရတော့ချိန်နေရဘယ်လိုတွေးခဲ့ရလဲဆိုတော့อืมထွက်လာမှာပါသိရမှာပါထွက်လာမှာပါဘယ်လိုပြောရမလဲအဲ့ဒါလည်းကြာတော့အချင်းကြီးចောင်းចောင်းနေအများကြီးရှိရေပေါ့နော်ကိုကပြောချင်မင်းမလဲပြောလို့မရတဲ့ကဏ္ဍရရှိနေတဲ့အခါကြာတော့ထွက်လာတော့မှာပဲအဲအဲ့ရှိတော့ပြောထားတာဒီလိုဒီလိုကိစ္စကြောင့်ပါဆိုပြီးတော့အဲတော့အဲ့လိုပြောပြမှာပဲရမှာအဲ့လိုဖြစ်ဆုံးတွေ့မှုအစလေးအောင် အာဆုပ်တွဲမှုအစားဆိုရင်တော့ခြေကအရန်လှဲ့အရန်ဒီလိုပေါ့နော်အရန်ဘယ်လိုပြောရမလဲထဲလန့်ရှိရတူဆိုအဲသူရှေ့ကနေတင်ယူရမယ်ဆိုတော့အဲ့လိုတွေးမိပြီအဲ့လိုစပြီးဆုံးတွေ့တာအဲ့လိုဟုတ်တယ်ဟုတ်တယ်ကောတူတွေ့တော့လောက amazing oh my god ဆိုပြီးတော့အဲ့လိုဖြစ်ခဲ့ရတာအားလုံးနဲ့မှတယောက်တည်းကွဲထွက်နေတာ ကယ်၍အဲ့ဘောနောပြောမယ်ဆို show ပေါ့ show မှာတွေ့ရဆိုတော့အဲ့ show အကယ်၍ဒီပရိသတ်တွေရှိပြတော့မယ်မြင်ရတော့မယ်ဆိုလို့ရှင်တိတိတတ်တာကိုသိရလိမ့်မယ်ဘသူနဲ့မှမတူဘူးတရားထဲအဲ့လိုထောင်းပြီးထွက်နေရဆိုတော့အမှန်တကယ်ကသူသတိထားမိရဆိုတော့အဲ့ဒါတော့ show ထွက်လာရင်ကြီးကြီးပေါ့နော်လုံးဝမတူဘူးအဲဒီလိုပုံစံမျိုးလည်းမဟုတ်ဘူးအာဒီတိုင်းကိုရွေးတဲ့ပုံမှန်မျိုးလည်းမဟုတ်မြန်မာဆက်ဆံလည်းမဟုတ်ဘာနဲ့မှမတူတဲ့ပုံစံမျိုးနဲ့ကိုတွေ့ရမှာ ဒါမကြမီလားမျောအဲ့လိုအဲ့လိုပြောမှပဲရမှာဆိုတော့အဲ့မှာကလေးတတိထားမိပါဟော မအားတော့တစ်ချက်အောင်မြင်နေရအဲ့လိုလေးရန်ချစ်စရာလေးဆိုပြီးတတိခါမယ်အာဒါအခုဆိုလို့ရှိရင် Cherry ဒီပွဲလေးတက်ပြတယ်ပေါ့နော်ဒီပွဲမှာဆိုလို့ရှိရင်ဒါ branding အများကြီးလည်းရှိတယ်ဆိုတဲ့အခါကျတော့အာဒီမှာပုံစံအစမ်းလေးတွေအတလီတွေလည်းအများကြီးတွေ့ရမှာပေါ့နော်ဆိုတော့ဒီပွဲလေးမှာလည်းအခုဒါတွေ့ရတော့မယ်အာပြီးတော့လို့ရှိရင် Cherry ရဲ့အနုပညာနဲ့ပတ်သက်ပြီးရောနောက်ထပ်အာယုံတင်ငါးကြီးထုတ်ဖို့လည်းရှိရဲအခုဒီဆယ်လာပိုင်းကုံလို့ရှိရင်အာ MRT4 ကနေပြီးရောပြမယ်ဆက်လက်တော့တော်တော်ရှိပါတယ်အာရမက်ကကျိုးလို့ခေါ်ပါတယ် ် excellent တွေလေးရလဲထွက်တော့မယ်ပေါ့နော်အမှလဲ character တစ်ကလေးနဲ့ညင်တွေးရအောင်မှာပါဆိုတော့အာပြီးတော့ဆော့ဆော့ပြောရဲဒီ show ပေါ့နော် show ပွဲမှာမတူထူးခြားမှုတွေနဲ့လဲတွေ့ရအောင်မှာပါဆိုတော့တွေ့လို့ရှိရင်အပီပီကြပါအောင်ချစ်ပေးကြပါအောင်လို့ပြောချင်ပါတယ်အာခေရတော့ပေါ့နော်လက်ရှိလက်တလုံးကတော့ဒီတိုင်း show ပွဲလေးရှောင်နေရပဲရှိရပေါ့နော်ဇကားတွေပါရတော့ရိုက်ထားတာမရှိသေးဘူးပေါ့နော်ညောင်ပြောဒီနေ့ဒီလာပြတဲ့ပွဲမှာကကြတော့လေ local brand တွေတော်တော်များများဆုံးဆုံးလင်းလင်းကိုရှိရပေါ့နော် fashion အပိုင်းစိတ်ဝင်စားတဲ့သူတွေပြီးတော့ local brand လေးတွေနဲ့ပတ်သက်ပြီးတော့တော်တော်လေးစိတ်ဝင်စားမှုရှိတဲ့သူတွေအတွက်ဆိုတော်တော်လေးကိုကောင်းတဲ့ပွဲလို့ပြောချင်တယ်ပေါ့နော်ဟုတ်အကုန်လုံးကလည်းညီမလိုမျိုးပေါ့နော်ဒီ local brand တွေအကုန်လုံးစိတ်ဝင်စားရရှိရဲလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့လာခဲ့ကြဖို့နွေနွေထွတ်ထွတ်ဖိတ်ခေါ်ပါရရှင်အဲ့ဒါလည်းမသိဘူးတကယ်တော့အဲ့ဒါကတော့ပုံစံအမှန်ပေါ့နော်ဟိုဘယ်လိုလဲဆိုတော့อืมကိုယ့်ရဲ့ပုံစံအမှန်ဆိုရလဲတနေ့နေ့ကြာရင်လည်းတိကျမှာပဲလीနော်ဆိုတော့အဲ့လိုအဲ့ show မှာကြာအရင် ရင်းပေါ့ကိုယ့်ရဲ့ပုံစံအမှန်မဲ့တိုင်းမဲ့ချပြလိုက်တော့မယ်ဆိုတာမျိုးပါပဲဆဲတော့မခံရတော့ဘူးထင်ပါတယ်နော်မခံရတော့ဘူးထင်ပါတယ်ကျေးဇူးများတင်ပါတယ်ကျေးဇူးပါ